မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ် MOG ကိုတန်ခတ်ပိတ်ဆို့ဖို့ဆစ်စလန်အစိုးရကို GFM တောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်တပ်ရဲ့ငွေဝင်ပေါက်ဖြစ်တဲ့မြန်မာရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG ကိုတန်ခတ်ပိတ်ဆို့ဖို့ဆစ်စလန်အစိုးရကို Justice for Myanmar GFM ကမလ9ရက်နေ့မှာတောင်းဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့မြန်မာရေနံနဲ့တဘာဝတံငွေလုပ်ငန်း MOG ကိုဥရောပသမဂ္ဂတန်ခတ်ပိတ်ဆို့ထားတာ၃နှစ်ကျော်လာပြီဖြစ်ပေမဲ့ဆစ်စလန်နိုင်ငံကတော့ MOG င်ကိုတန်ခတ်ပိတ်ဆို့ဖို့ပြက်ကွက်ခဲ့တယ်လို့မြန်မာစစ်တပ်နဲ့စီးပွားရေးလုပ်ကိုင်နေသူတွေကိုထုတ်ဖော်နေတဲ့ GFN ရဲ့ထုတ်ပြန်ချက်မှရှိသားထားပါတယ်။ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမန်ရတနာမောင်ကဆွစ်ဇာလန်အနေနဲ့မြန်မာပြည်သူတွေနဲ့အတူရပ်တင်သင့်ပြီး MOG ပေါ်တန်ခတ်ပိတ်ဆို့မှုတွေအရေးတကြီးချမှတ်တင်တယ်လို့ပြောပါတယ်။အာနာသိန်း၄နှစ်တော်အတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်ဆစ်စင်ရေးတွေပုံမပြင်းထန်လာပြီးအဲ့ဒီဆစ်စင်ရေးတွေအတွက်ငွေစည်းကိုရှင်းတဲ့တဘာဝတံငွေကဏ္ဍကနေရရှိနေတာလို့လည်းဆိုပါတယ်။ ဆွစ်ဇာလန်အစိုးရက MOG ကို အရင်ယူဖို့ပြက်ကွက်နေတာဟာ EU နဲ့ American ပြည်ထောင်စုတို့ရဲ့တန်ခတ်ပိတ်ဆို့မှုတွေကိုထိခိုက်ပျက်ပြားစေရန်တာမကပဲ Swiss company တွေကိုမြန်မာနိုင်ငံရဲ့ရေနံနဲ့တဘာဝတံငွေကဏ္ဍမှာပုံမှန်အတိုင်းစီးပွားရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နိုင်နေဆိုတာကိုမီးစင်းပြလိုက်တာဖြစ်တယ်လို့ GFM ကဝေဖန်ထားပါတယ် စစ်ကောင်စီစီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနသတင်းအချက်အလက်တွေအရ2023-2024ဘဏ္ဍာရေးနှစ်မှာမြန်မာတဘာဝတန်ငွေတင်ပို့မှုကနေအမေရိကန်ဒေါ်လာ1ဘီလီယံကျော်ရရှိခဲ့ပါတယ်။မြန်မာရေနံနဲ့တဘာဝတန်ငွေလုပ်ငန်းကစစ်ကောင်စီအတွက်အကြီးမားဆုံးဝင်ငွေရင်းမြစ်ဖြစ်ပြီးအဲဒီကနေရရှိတဲ့ဝင်ငွေနဲ့ဆရာဆွေးမှုတွေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေအတွက်လိုအပ်တဲ့ဆက်လက်နဲ့တွေးလျင်စီတွေနဲ့တခြားထောက်ပံ့ရေးပစ္စည်းတွေကိုဝယ်ယူနေတာဖြစ်တယ်လို့ GFM ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ GFM ရဲ့ထုတ်ပြန်ချက် နဲ့ပတ်သက်ပြီးစစ်ကောင်စီပြောခွင့်ရဖို့ကြုံဆောင်မင်းထုံးကိုသတင်းဌာနကဖုန်းနဲ့ဆက်သွယ်မိမြန်ခဲ့ပေမယ့်လက်ခံဖြေဆိုတာမျိုးမရှိပါဘူးစစ်ကောင်စီအတွက်တနည်းကိုဝင်ငွေတန်းနဲ့ချီရနေတဲ့ MOG လုပ်ငန်းကို2022ခုနှစ်အစောပိုင်းမှာဥရောပသမဂ EU ကတံခတ်ပိတ်ဆို့ခဲ့ပြီး American, Britain, Canada သုံးနိုင်ငံပေါင်းကတော့2023ခုနှစ်အောက်တိုဘာလကုန်မှာအရေးယူတံခတ်ပိတ်ဆို့ထားတာပါဆက်လက်ပြီးပြည်ပသတင်းမီဒီယာတွေကပြောတယ်မြန်မာပြည်စစ်ကောင်ဆောင်ရဲ့ခီးစဉ်တန်တမန်ရေးအပေကရုရှားအတွက်စိတ်သက်သာရာ စီခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုအပတ်တွင်မြန်မာ စစ်ကောင်ဆောင်ရုရှားနိုင်ငံကိုတွားရောက်ခဲ့တာကနိုင်ငံတကာကဖဲချင်မှုတွေနဲ့ရင်ဆိုင်နေရတဲ့တမရပူတင်အတွက်အသက်ရှူပေါင်းရစေခဲ့တဲ့ဆိုတဲ့ခေါင်းစဉ်နဲ့မလ9ရက်နေ့က South China Morning Post ကသတင်းစာပါကိုပထမအဆုံးတင်ပြပါမယ်။နိုင်ငံတကာမှာတန်တမာကြီးရဖဲချင်ခံနေရတဲ့ရုရှားလိုနိုင်ငံမျိုးကလွေးရင်ပြည်သူကိုတတ်ဖြတ်နေတဲ့မြန်မာစစ်ကောင်ဆောင်အာဏာရှင်တရားကိုဘယ်နိုင်ငံကမှလက်ခံတွေ့ဆုံမှာမဟုတ်ဘူးလို့ဝါရှင်တန်အမျိုးသားစစ်တပ်ကတော့ပမောက်ခဇက်ဂါရီအပူဇာကစောင်းပ ွားမှာတုံ့သက်ထားပါတယ်။ မြန်မာနိုင်ငံကတကယ်တော့ရုရှားအတွက်ထိတ်တန့်ဦးစားပေးမဟုတ်ပါဘူး။ဒါပေမဲ့သမ္မတပူတင်ကယူကရိန်းစစ်ပွဲအတွက်နိုင်ငံတကာ PRP ခံနေရတဲ့အချိန်မှာအသက်ရှူချောင်စီတဲ့နိုင်ငံအဖြစ်မြန်မာကိုရှုမြင်တာဖြစ်ပါတယ်။ရုရှားကတန်တမာရေးရဖယ်ချင်ခံထားရတဲ့အတွက်သူ့ကိုလက်ခံနိုင်တဲ့နိုင်ငံတွေနဲ့ဩစာအာဏာပြန်လည်တည်ဆောက်ဖို့ကြိုးစားတာဖြစ်တယ်လို့ပါမောက်ခါဇက်ကာရီအဘူဇာကပြောပါတယ်။တိုင်းသားလက်နက်ကင်ဖွဲ့ရီရဲ့ဒုစစ်စင်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီကရုရှားစင်ကလက်နက်နဲ့နှီးပညာတွေရဖို့ကဒီခီးစင်အတွက် အဓိကရွေးချက်ဖြစ်ကြောင်း South China Morning Post ဆောင်းပါးကဆိုပါတယ်။စစ်ကောင်ဆောင်က Short 130တိုက်နေအနေနဲ့နောက်ဆုံးပေါ် drone နဲ့တိုက်ခတ်ခဲ့တဲ့ဤပညာတွေပေးဖို့တမရပူတင်ကိုတောင်းဆိုခဲ့ကြောင်းဒေါက်တာဇက်ဂါရီအဘူဇာကပြောပါတယ်။ တိုင်းဒေသဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီကဒေသတိုက်ခိုက်မှုတွေတိုက်လေရင်ပို့ပြီးလိုအပ်နေပါတယ်။ဒါပေမဲ့ဒီတိုက်လေရင်ကကုန်ကြားစိတ်ကြီးမြင့်တဲ့ပြည်ပြုပြင်ထိန်ထိန်စိမ့်နဲ့ရုရှားပညာရှင်တွေပါလိုအပ်တဲ့အတွက်ဗန်နာငွေနဲ့ပါနေတဲ့စစ်ကောင်စီကတိုင်းဒေသတွေရဲ့ထိုးစစ်ကိုဒရုန်းတိုက်ခိုက်မှုတွေနဲ့ထိန်းထားဖို့ရည်ရွယ်တာဖြစ်တယ်လို့ပမောက်ခဇဂါရီအပူဇာကတုံ့သက်ပါတယ်။ စစ်ကောင်ဆောင်ရဲ့ရုရှားခီးစင်မှာနီးပညာနဲ့ရှင်းနှီးမြှုပ်နှံမှုသဘောတူညီချက်တွေလက်မှတ်ထိုးခဲ့တာအပြင်တမရပူတင်လိုထိပ်တန်းကောင်ဆောင်နဲ့တွေ့ဆုံဝင်ရခဲ့တာကတန်တမန်ကြီးရအောင်မြင်မှုတစ်ခုဖြစ်တယ်လို့ဩစတြေးလျမျိုးသားတက္ကသိုလ်သုတေသီဟန်တာမတ်စတင်ကသုံးသပ်ပါတယ်စစ်ကောင်ဆောင်နဲ့ရုရှားတမရတို့နှစ်ဦးတွေ့ဆုံတဲ့သတင်းဓာတ်ပုံတွေကိုကြည့်ရင်တရုတ်မြန်မာဆက်ဆံရေးမှာမမြင်ရတဲ့လူပုဂ္ဂိုလ်ချင်းခင်မင်ရင်းနှီးမှုကိုပါမြင်နိုင်တယ်လို့ဟန်တာမတ်စတင်ကသုံးသပ်ပါတယ်ဇက်ကာရီအဘူဇာကတော့တမရပူတင်နဲ့စစ်ကောင်ဆောင်ကြားကဆက်ဆံရေးအခြေအနေကို ဓာတ်ပုံနဲ့တင်းမဆုံးဖြတ်နိုင်ဘူးလို့ပြောပါတယ်။သမရဘူတင်နဲ့တွေ့ဆုံစင်ပေါင်း စစ်ကောင်းဆောင်ဟာကြောင်တောင်တောင်နိုင်တဲ့လုံရက်တွေလုခဲ့ပါတယ်။ရုံတန်းစကားကိုအခြေခံနဲ့ရှေးခေတ်ကမြန်မာစာအုပ်တအုပ်ကိုပူတင်ကိုလက်ဆောင်ဖြစ်ပေးခဲ့ပါတယ်။ပူတင်ဘက်ကတော့စိတ်ရှုပ်ထွေးသွားပြီးထွက်ပြေးခြင်းစိတ်ပေါက်နေပုံရပါတယ်လို့ပါမောက်ခဇကာရီအပူဇာကပြောထားပါတယ်။ဆက်လက်ပြီးမြန်မာစစ်ကောင်းစီကရုရှားနဲ့နျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လက်မှတ်ရေးထိုးမှုတွေအကြိမ်ကြိမ်လုပ်နေပြီးမြန်မာနိုင်ငံမှာတိစောက်မယ်ဆိုတဲ့နျူကလ িয়ার ဆက်ရုံအမှန်တကယ်တိစောက်ပြီးစီးမယ်အချိန်ကိုထုတ်ပြန်ထားတာမရှိတဲ့အကြောင်းကမ္ဘာနျူကလ িয়ার နည်းပညာသတင်းရဲ့ ဆောင်ပါကိုတင်ပြပါမယ်။မြန်မာနိုင်ငံကရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးနျူကလ িয়ার သုတေသနတည်ထောင်ဖို့2015ခုနှစ်မလမှာပထမဆုံးလက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီနောက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာ2022ခုနှစ်ဇူလိုင်လ2023ခုနှစ်ဖေဖော်ဝါရီနဲ့အောက်တိုဘာလတွေမှာနှစ်နိုင်ငံနျူကလ িয়ার နည်းပညာပူးပေါင်းဆောင်ရွက်ဖို့လေ့ကျင့်တင်ကြားဖို့နဲ့နျူကလ িয়ার စက်ရုံတည်ဆောက်ဖို့စတဲ့ခေါင်းစဉ်မျိုးမျိုးနဲ့ထပ်ပြီးလက်မှတ်ရေးထိုးခဲ့တဲ့အကြောင်းသတင်းဌာနတွေမှာဖော်ပြခဲ့ပါတယ်။အခုနောက်ဆုံးအကြိမ်လက်မှတ်ရေးထိုးမှာကတော့130မဂါဝက်ထုတ်လုပ်မယ်အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တစ်ခုကိုမြန်မာနိုင်ငံမှာတည်ဆောက်သွားမယ်သဘောတူညီချက်ဖြစ်ကြောင်းသတင်းကဖော်ပြပါတယ်။မြန်မာ ိုင်ငံအတွက်ဈေးသက်သာတဲ့လျှက်စစ်တအားနဲ့အလုတ်ကင်ခွင့်လန်းတွင်ရရှိစေနိုင်မယ်လို့သမ္မတပူတင်ကပြောထားပြီးမြေတိဆောက်ပြီးစီမဲအချိန်ကိုဖော်ပြထားတာရှိရဲ့အကြောင်းတင်ပြလိုက်ရပါတယ်။ ဆလတ်ပြီးထီချိုင်ကိုစစ်ကောင်စီလေကြောင်းတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းထီချိုင်မြို့နယ်နေရာချုံမှာမလာရှိရနှစ်မှာတိုက်ပွဲဖြစ်ပွားနေပြီးရွာနှစ်ရွာကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါတယ်။ထီချိုင်မြို့နယ်ပေါက်ကုန်းနယ်ကွင်းကြီးရွာလမ်းဆောင်ကိုညနေ9:17မိနစ်နဲ့9:18မိနစ်မှာဂျက်ဖိုင်တာနဲ့ပုံကျဲခြင်းဖြစ်ပါတယ်။မိတီလာကတက်လာပြီးလာပြက်တာတိုက်ပွဲကဖြစ်နေတဲ့စစ်ရေးကအများကြီးပြောမရဘူးလို့ PDF ထောက်ပို့ရဲဘော်တအုပ်ကပြောပါတယ်။ထီချိုင်မြို့ကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များက 2023ခုနှစ်ကစပြီးတိုက်ခိုက်ခဲ့ပြီးအဘိသက်တင်ယူနိုင်ခြင်းမရှိသေးပါဘူး။တရုတ်အစိုးရရှင်းနီမြုံနံထားတဲ့ဒကောင်းနီကဲဆက်ယုံရှိတဲ့ထီးချိုင်မြို့နယ်မောင်ကုံချင်းရွာကိုကာကွယ်တပ်များကတင်ယူခဲ့ပြီးမောင်ကုံချင်းရွာကစစ်ကောင်စီကင်းစင်နေမည်ဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနက2024ဩဂုတ်လရက်မှာထုတ်ပြန်ကြေညာခဲ့ပါတယ်။အခုတစ်ချိန်လေကြောင်းမတိုင်မီပြီးခဲ့တဲ့ဇန်နဝါရီ20ရက်ကထီးချိုင်မြို့နယ်တုံလုံးရွာကိုစစ်ကောင်စီကလေကြောင်းပုံကျဲတိုက်ခိုက်ရာကလင်းငယ်တအုပ်တည်ဆောင်ပြီ င်တအူးတန်ရာရခဲ့ပါတယ်ပိုင်းနေလေကြောင်တိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေကိုမသိရသေးပါဘူးကာကွယ်တပ်တွေကတရင်မထုတ်ပြန်သေးတော့လဲကာကွယ်တပ်များရခင်ကသိမ်းယူထားတဲ့စခန်းတချို့ကိုအခုရက်ပိုင်းတိုက်ပွဲအတွင်းဆုတ်ခွာပြေးလိုက်ရကြောင်းသိရပါတယ်ဆလပ်ပြီးဖေကုံမျိုးနဲ့မှာတပ်ဖြတ်ခံရတဲ့ကြောင်းထိုင်စီရတော့နဲ့ကပီရတို့အမှုတရားမျှတမှုနဲ့အမှုမှန်ပေါ်ပေါက်ရေးဖော်ထုတ်မယ်လို့ IEC ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ် ရှမ်းပြည်တောင်ပိုင်းဖေကုံမြို့နယ်အုံတိုင်းကျေးရွာမှာတပ်ဖြတ်ခံရတဲ့ဆရာတော်နဲ့ကပ္ပိယတို့အမှုကိုတရားမျှတမှုနဲ့မှုမှန်ပေါ်ပေါက်ရေးအသေးစိတ်ဖော်ထုတ်မယ်လို့ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကမလရှိရနေ့မှာထုတ်ပြန်ပါတယ်ဖေကုံမြို့စစ်ပေးရှောင်းရှမ်းကျောင်းဖုံးတော်ကြီးကျောင်းကျောင်းထိုင်ဆရာတော်အရှင်ဓမ္မတာရာတတော်48နှစ်နဲ့အသက်40အရွယ်ကပ္ပိယအိုက်ဘီတို့ကအခုလ၄ရက်နေ့ညပိုင်းကပြစ်ခတ်ခံရပြီးတည်ဆုံသွားကြောင်းသိရပါတယ်အဲ့ဒီဖြစ်စဉ်ကိုမြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကော်မတီအပါအဝင်နေမြေကန်တော်လိုင်း င်တပ်ပေါင်းစုနဲ့ပူးပေါင်းပြီးအသေးစိတ်စုံစမ်းဖော်ထုတ်မှုတွေဆောင်ရွက်မှာဖြစ်ပြီးတွေ့ရှိချက်ကိုအများပြည်သူတွေထံရှင်းလင်းချပြမယ်လို့ IEC ကဆိုပါတယ်။အခုဖြစ်စဉ်ကိုအကြောင်းပြပြီးတရားမဝင်အာဏာသိမ်းစစ်တပ်ကလူမျိုးရေးဘာသာရေးပဋိပက္ခတွေပုံမကြီးထွားစေဖို့ရည်ရွယ်ချက်နဲ့ဝါရဖြန့်ချိမှုတွေဤမျိုးစုံဖန်တီးပြုလုပ်နေကြောင်းသတိပေးပါရစေ။တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့သတင်းပေးတလန်နဲ့လက်နက်ချဖမ်းဆီးခံရတဲ့စစ်တုံပန်းတွေကိုဥပဒေအကြောင်းအရတရားစီရင်ခြင်းမပြုဘဲလက်လွတ်စပဲတပ်ဖြတ်ခြင်းကနိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့တည်ဖြည်ကြောင်း IC ကထုတ်ပြန်ကြမှာဖော်ပြပါရယ်။ case ကိုကြည့်မယ်ဆိုရင်ဆရာတော်ကိုတပ်ဖြတ်တဲ့အထိတိုင်အောင်ဆရာတော်ရဲ့ဗန်စာအုပ်လက်ကင်ဖုန်းတို့ကိုမတရားယူဆောင်သွားတဲ့ပြင် social media အကောင့်တွေကိုပါဝင်ရောက်သုံးစွဲနေတာကလူ့အခွင့်အရေး privacy ပါထပ်မံချိုးဖောက်ထားတာဖြစ်တယ်လို့အမှုဖြစ်စဉ်ကိုစောင့်ကြည့်နေတဲ့ရှမ်းလူငယ်လူတို့အရက်ဖတ်ဖွဲ့စည်းမှတာဝန်ခံတအုပ်ကသတင်းဌာနကိုပြောပါရယ်။စုံစမ်းအရေးယူမှုတွေကိုစောင့်ကြည့်နေပြီးမှကန်စီလျော်တဲ့အကြောင်းအရာတွေဖြစ်ရန်လိုအပ်နေကြောင်းလဲရှမ်းအရက်ဖတ်နဲ့တမကဖွဲ့ ွဲ့စည်းတွေကထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။